ဲကျွန်တော်တို့ဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့9ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေ15ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့အဲဒီကာလအတောအတွင်းမှာတနင်္လာသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်ကတင်းလာသားသမီးမိတ်ဆွေများအနေနဲ့တစ်ဖက်ကတော့เนาะကိုယ့်အတွက်အကျိုးကျေးဇူးတွေရလက်ကောင်းတွေရပိုင်ခွင့်တွေရှိနေတယ်လို့တစ်ဖက်မှာလည်း စိတ်ညစ်စရာလေးတွေရှိနေတာဖြစ်ပါတယ်အဲ့တော့ဒီကိစ္စတွေကတော့အောင်မြင်တဲ့အဆင်ပြေတဲ့သို့သော်ဒီဘက်ကိစ္စမှာနည်းနည်းလေးစိတ်ညစ်ရတယ်စိတ်နှောက်ယှက်ဖြစ်ရတယ်ဆိုတာမျိုးတွေကြုံရနိုင်တယ်တပတ်တာဖြစ်တယ်အဲ့တော့ကိုယ်ဟာအောင်မြင်မှုရရင်တော့လိုလလတ်မအောင်မြင်နိုင်ဘူးအခြားသောကိစ္စကြောင့်စိတ်ထိခိုက်ရတာစိတ်ညစ်ရတာမျိုးတွေသို့မဟုတ်သူတစ်ပါးကြောင့်စိတ်ညစ်ရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အလောက်ကန်စီပွားရေးနဲ့ပတ်သက်စိတ်ချမ်းသာမှုနဲ့စိတ်ညစ်စရာဒွန်တွဲနေတဲ့ကာလလို့ပြောလို့ရတယ်ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်အပြိုင်ဆိုင်အတိုက်ခိုက်စကားပြောရများတာညှင်းခုံရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက် ဟုတ်လားထိခိုက်ရှလွယ်ဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အရေးကြီးတဲ့ငွေရေးကြီးအကြံစီတွေဆိုရင်တော့သတိထားဖို့လိုပါတယ်အချိန်အတော်ရဲ့မြေတားကြီးမှာကန်ကောင်းနေမယ်ချစ်စုရည်သားတစ်တွေရနေမယ်အချိန်အတော်ရဲ့ပတ်သက်မပြေလည်တာတွေပြန်လဲပြေလဲတင့်မြတ်ဖို့ရအလားလာရှိတယ်စူးစမ်းကြံစီပါပညာဆိုင်ရာအင်တာဗျူးကိစ္စတွေလုပ်မယ်ဆိုရင်ဒီတစ်ပတ်ထဲမှာအောင်မြင်မယ်အရေးကြီးတဲ့စကားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်မှာလုပ်မယ်ဆိုရင်အောင်မြင်မယ်ရဲရဲဝင်းဝင်းလုပ်ပါ ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့ကိစ္စတွေမှာလည်းဒီတစ်ပတ်မှာကန်ကောင်းနေတာဖြစ်ပါတယ်အဲ့တော့ပုံမှန်အခြေအနေတဲ့ကန်ကောင်းတဲ့အခြေအနေမှာကျမ်းမာရေးနဲ့ပတ်သက်ရင်ကြုံရမယ်ဆိုတဲ့တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာတစ်ချက်သတိထားဖို့ကနည်းနည်းလေးအနောက်ရက်တို့အဟန့်အတားတို့အဲဆိုတာမျိုးတွေဖြစ်တတ်တယ်ကိုလောက်ကန်ကြံစည်းတဲ့ကိုသွားတဲ့လမ်းပေါ်မှာအနောက်ရက်အဟန့်အတားလေးတွေအနေငယ်ကြုံရတတ်တယ်ဆိုတော့ကန်ဆိုးတာတော့မဟုတ်ဘူးသတိထားရင်လွတ်နိုင်တယ်အဲ့တော့ဒီတစ်ပတ်ကကန်ကောင်းလက်ရှိအချိုးပေးကနန်းဒီခုနှစ်ကနန်းအချိုးပေးတဲ့အရောင်ကလိန်မော်ရောင်ဖြစ်ပါတယ်ဒင်းလာသားသမီးမိတ်ဆွေများအတွက်ပါ